ချင်းလူမျိုးကဘုရားခင်ကိုပွေပါတဲ့ကျွန်တော်တို့ကရံလူမျိုးခါကြပွေကြာတဲ့တူတူပဲနော်ပွေကြာနဲ့ပွေပါပဲกว่าတဲ့အဲ့တော့ဒီနေ့စင်ကျင်တဲ့နှုတ်ပတ်တော်ပေါ့နော်ဘာလဲဆိုတော့ယုံကြည်ခြင်းပါတော့ဆုတောင်းခြင်းသင်ဘလို့ယုံကြည်တယ်လဲအခက်ခဲကြားထဲမှာဘုရားခင်ထံမှာဘလို့ယုံကြည်တယ်လဲဒါကျွန်တော်တို့ကိုယ့်ကိုယ်အမြဲတမ်းပြန်စမ်းစစ်ဖို့လိုတယ် ရွှေကစစ်ဖြစ်ဖို့ရန်အတွက်မီးနဲ့စစ်ရတယ်ကျွန်တော်တို့ယုံကြည်သူခရိယန်တွေကယုံကြည်ခြင်းစစ်မှန်ဖို့ရန်အတွက်ရွှေလိုမျိုးပဲကျွန်တော်တို့ကရွှေဆိုတာမီးနဲ့ပဲစစ်စစ်မီးပဲလောင်လောင်ဘာပဲဖြစ်ရွှေကရွှေပဲဖះကိုယုံကြည်တဲ့နေရာမှာကျွန်တော်တို့ရွှေလိုမျိုးဖြစ်ဖို့လိုတယ်ကြီးနဲ့ရောမယ်ဆိုရင်တော့မာတယ်လှတယ်ခန့်ခန့်တယ်သူ့ပေမဲ့လည်းမီးနဲ့စစ်လိုက်လို့ကြီးကရေပျော်သွားတယ်ဒါကြောင့်ဒီကာလမှာ ဖျားခင်မရှိလို့ရှင်ကျွန်တော်တို့မလွယ်ဘူးပြီးခဲ့တဲ့ပတ်ကလည်းကျွန်တော်တို့တောထဲသွားတဲ့ခါမှာအေးဝင်လေးလှုပ်တဲ့ခါမှာအများကြီးလူတွေကတော့လာနာထောင်ကျွန်တော်လူ20 30လောက်ပဲထင်တယ်ပေါ့နော်လက်ဆောင်လေးပါလေးယူသွားတယ်သူ့ပဲမဲ့လဲလာလာနာထောင်တဲ့လူတွေအားလုံးဟာခလေးကပဲ30 40လောက်ရှိတယ်နော်ခလေးက30 40ရှိတယ်လူကြီးကပဲ40လောက်ရှိတယ်ကျွန်တော်တို့ဝိညာဉ်တော်မဆချင်း ဖျားသခင်ကွက်ကပါဒီကြီးလန်းကိုသွားတဲ့ခါမှာကိုရောကွက်ကပါကျွန်တော်တောထဲမှာသွားတဲ့အချိန်မှာအဲ့လန်းကိုကျွန်တော်ဖြတ်ဖူးတယ်မိုးရွာလို့ရှိရင်အင်မတန်မှဒုက္ခရောက်တဲ့နေရဘလို့မှကားကဘိန်းပဲလဲတယ်အရှိကိုမသွားနိုင်ဘူးဘွက်ကလည်းအရန်ချော်တော့ဗောနော်ဖောင်စည်းမှရေငတ်ဆိုသလိုမျိုးပဲအဲ့ဒီညကလည်းမိုးရီတားရွာတဲ့ခါမှာချောင်းရီတွေဘွက်ရီဆိုတဲ့ခါမှာရေတောက်လို့မရဘူးဆိုတော့အဲ့လန်းကိုကျွန်တော်ကောင်းကောင်းသိတယ် အမဖျားခင်အင်္ဂလိပ်သွားမှဖြစ်ပါတယ်ကိုတော့ကွက်ကပေးပါမှာရှိတဲ့ဝန်ထမ်းတွေအားလုံးကိုလည်းဆွတ်တောင်းပြီးတော့သွားတဲ့အခါမှာတကယ်ပဲဖျားကျေးဇူးတော်ကြောင့်လန်ခီကိုလည်းကွက်ကပေးတယ်လို့အဲ့ဒီမှာရှိတဲ့မိသားစုအားလုံးဟာလည်းအစီအစဉ်ပြီးပြီးတော့အကုန်လုံးပြီးတဲ့အခါမှာ ချုပ်ယူမှုပေါ့နော်ဘမလူမျိုးပဲဗာပြောလဲဆိုတော့ဆရာတို့လာတာကျွန်တော်တို့အယောင်ဝန်းတာတယ်တဲ့ကျွန်တော်ရဲ့အသက်တာထဲမှာတစ်ခါမှမကြဖူးတဲ့အရာတွေကျွန်တော်ကြားနေရပြီတဲ့ နောက်ဆုံးကျွန်တော်ပြန်ထွက်တဲ့အခါမှာဘုရားသခင်ကဘလောက်ထိကွက်ကပေးလဲဆိုတော့အဲ့ဒီလမ်းကိုကျွန်တော်တို့ဝင်ရွာထဲဝင်လို့ရှင်ကားနဲ့ဆိုင်ကယ်နဲ့ကျွန်တော်တို့က45မိနစ်လောက်မောင်းရတနားနီးနီးလို့မောင်းရတော့ဗောနော်မြေသားလမ်းတောလမ်းဗောအဲ့တောလမ်းကကျွန်တော်တို့ဆူတောင်းတဲ့အတိုင်းပဲဘုရားသခင်ကကျွန်တော်မပြီးမချင်းကမိုးကိုမရွာခိုင်းပဲနဲ့လေကျွန်တော်တို့17နှစ်လောက်ပြီးလဲပြီးမိုးကမဲပြီးတော့ဒီဖက်မြို့ပေါ်နေတက်လာတယ် မိုးကမဲပြီးတော့ယွာနေပြီယွာတော့ယွာပေါ့ဒါမဲ့သွားကြမယ်ပြန်ကြမယ်ဆိုပြောတဲ့ခါမှာမိုးကလေအဲ့ဒီကတ်တင်ရလမ်းအဆုံးကနေကတ်တင်ရလမ်းမှာပဲယွာနေတာဒီဘွဲ့ရှိတဲ့တော်လမ်းကိုလုံးဝမိုးမိုးပေါမမှန်ဘူးအရာတကယ်ပဲတက်တည်ထူပေးတဲ့ဘုရားကလေကတ်တင်ရလမ်းကဘလောက်ထိယွာလဲဆိုကျွန်တော်တို့ဒီလိုပြန်ဖြားပြီးတော့ကြော်လာတဲ့ခါမှာကတ်တင်ရရောက်လဲရောက်အဲ့ကတ်တင်ရလမ်းပေါ်မှာလေရေတောင်တင်တယ်နောက်ကျွန်တော်တို့ဒီကတ်တင်ရလမ်းပေါ်ရောက်လဲရောက် ဒီဖက်ကကျွန်တော်အင်္ဂလိပ်လုံးတဲ့ယွာကလည်းမိုးရီယွာပလိုက်တာတဲ့အဲ့တည်းပင်အောက်မှာရေးတယ်ပဲတဲ့ကျွန်တော်မိုးကိုင်းပေးလိုက်တာဖះကတက်တက်ထူပေးလိုက်တာကျွန်တော်တို့ထွက်လက်ထွက်ဒီလိုထွက်လက်ထွက်ဒီမှာမိုးယွာတာလေယွာ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 အဲ့ရေးပဲမျက်ပေတော့မမြင်ရဘူးဆရာတို့ပြန်သွားတာတဲ့ဖះကနှစ်ကျင်ရှိသွားပြီနော်ဒီမိုးနဲ့ပတ်သက်ပြီးတော့နှစ်ကျင်ဖះကတက်တက်ပေးပြီဒါကြောင့်ကျွန်တော်တို့ဆုတောင်းချင်းကဘလောက်ထိဖျားကွယ်ကပေးလဲ ကျွန်တော်ပြောပြချင်းတယ်။ဒါကြောင့်ဒီဆုတောင်းခြင်းနဲ့ပတ်သက်ပြီးတော့ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး1ဟာနပေါ့နော်။ဟာနရဲ့ဆုတောင်းခြင်းသူ့ရဲ့ဆုတောင်းခြင်းကဘာလဲ။သူကအမြုံမဖြစ်တယ်။တားမမွေးနိုင်ဘူး။အရင်တော့တားမမွေးနိုင်တဲ့လူဆိုရင်တော့တားမွေးနိုင်တဲ့တားသမီးမွေးနိုင်တဲ့လူကဟိုဘုံရှိတယ်။သူတို့အဲ့လိုမျိုးယူတာပေါ့နော်။ဂျူးလူမျိုးတွေကသူကမမွေးနိုင်တဲ့လူဆိုတဲ့အခါမှာသူ့ကိုနှစ်တိုင်းနှစ်တိုင်းဒီသွေးထိုးပြီးတော့ ကြားနေတဲ့တိုက်ခိုက်နေတဲ့အရာတခုအားဖြင့် तू ကမချမ်းမသာနဲ့ရင်ဆိုင်နေရတာပေါ့နော်ဒီအရာကိုဖျားခင်တကယ်ပဲမဆနိုင်မယ်ဆိုရင် तू ကတားလို့ချင်တယ်သူ့ကိုတကယ်ပဲပေးမယ်ဆိုရင်အရင်ဆုံးကိုတော်ပေးတဲ့တားဟာတဲ့ကိုရောရဲ့ဗိမာန်တော်ထဲမှာပဲပြန်လဲပြီးတော့အသုံးပြုခွင့်ပေးမယ်ဆိုတော့သူအမှားဖျားနဲ့စကားပြောတော့ပေါ့နော်။ तू ဘလောက်ထိဆွတ်တောင်းလဲဆိုရင်အဲ့ဒီမှာဗိမာန်တော်ထဲမှာ အမှုဆောင်နေတဲ့ Prophet Eli ဆိုတာသူ့ကိုကြည့်တဲ့အခါမှာဘလို့ထင်အောင်ထင်မှဖြစ်လဲဆိုဒီမိမကားတဲ့စပိရေမူးပြီးတော့လာပြီးတော့အတန်တော့မထွက်ပဲနဲ့ဘာကြောင့်စပိရေအလောက်တောက်နေရတာလဲသူ့ကိုအဲ့လိုမျိုးထင်တော့ပေါ့နော်ကျမကားတဲ့စပိရေမူးတော့မဟုတ်ဘူးဖျားနိုင်အယံဆာငှတဲ့အခါမှာ သူဆုတောင်းတာတဲ့အခန်းငယ်ဆက်ခုံမှာအီလိကညင်ဝတ်စွာသွားလို့ယခုဆုတောင်းတဲ့အတိုင်း ဣတေလမျိုးရစ်ဖျားသခင်ပေးသနာတော်မူပါစေတော်ဟုဘွတ်ဆိုလေ၏ပရောဖက်ကသူ့ဒါလေးပဲပြောတယ်နော်ပရောဖက်ကတင့်ကိုမှဆပါစေတင့်ကိုပေးမယ်လို့မပြောသေးဘူးဒါမဲ့ तू ကဗာလဲဟာနာကလည်းတဲ့ကိုတော်ဤကြုံမသည်ရှေ့တော်၌မျက်နာရပါစေတော်ဟုလျှောက်ပြီးမှခြားနာတော်မျက်နာနဲ့တွား၍အစာစားလေ၏ဖျားသခင်တင့်ကိုလာမနေကြတင့်ကိုတားပေးမယ်လို့မပြောဘူးနော်တင့်ကိုမှဆပါစေလို့ ပရောဖက်ကဒီလောက်ပြောတဲ့အရာကို तू ကဗာလဲကိုတော့ပြောတဲ့အတိုင်းကျမရပါစေဆိုပြီးတော့ तू ယုံကြည်သူ့အထက်မှာရှိတဲ့ယုံကြည်ခြင်းအဖြစ်ပြုံးရွှေတဲ့မျက်နာနဲ့အပြင်ကိုသွားလိုက်တယ်တဲ့ဒါကြောင့်ကျွန်တော်တို့ဖျားရှိမှာဖျားလူတွေဖျားသခင်ကတချို့သောသူတွေလူကိုပဲအသုံးပြုပဲတချို့သူကအမှုတော်ဆောင်အသုံးပြုတယ်တချို့သူကပရောဖက်တွေအသုံးပြုတယ်တချို့သောသူကဖျားချစ်တဲ့မိသားစုတွေအသုံးပြုတယ်ဒါကြောင့်ဖျားစကားကြားရတဲ့အခါမှာဝိညာဉ်ထဲမှာတခုခု ခံစားရဆိုအာမင်အာမင်ရရှိပြီဆိုတဲ့အရာနဲ့ကျွန်တော်တို့ကသိမ့်ပိုက်ရမှာဖြစ်တယ်ကျွန်တော်မသိမ့်ပိုက်ဘူးဆိုရင်ကျွန်တော်တို့အแทမှာပဝန်းကျင်ကိုကြည့်မယ်ဆိုရင်ဒီအရာတွေကအမြဲတမ်းတွေးထိုးနေမှာဖြစ်တယ်ဘာကြောင့်လဲကျွန်တော်တို့ကောင်းကင်သွားတဲ့အရာကစာရမဏကအလိုမရှိဘူးတင်းတို့ဒီပညာတရားနိုင်မရှိဂျေစုတရားနိုင်ရှိသောကြောင့်အပြစ်တရားဒီတင်းတို့ကိုမဟုတ်ဆိုးတော့ဘူးဟာလေလုယာအပြစ်တရားကကျွန်တော်တို့ကချားသွားပြီ 啊，下面的时候，啊，下面的时候呢，那面那种外地的时候，俺罗别阿龙哈，偏阿的看啊,啊 <asına? S 1> 嗯嗯，瓜子皮，没洗罗布，那是后脚罗罗天马，内丹，太亚嘛嘎，把皮嘞，公积金，阿妹，公积金对不？别罗马，公积金对不？冇秒钱嘞，啊，保底底利息，诶，保底底利息六千，外天要六千，加六千，一年拿的，然后等于啊多一口公积金批谁嘞？等于啊多一口天马。 နေတိုင်းနေတိုင်းနည်းနည်းလေးလာတိုက်ခိုက်တဲ့အရာတွေကတင်းနှလုံးသားကတကားဖွင့်ပြီးတော့လက်ခံမယ်ဆိုရင်အဲ့အရာတွေကစိတ်ဆင်းရဲရမှာဖြစ်တယ်ကြည့်ရမှာဘ누구လဲဖခင်အာမင်ဒါကြောင့်ဟေရှာ40ထဲမှာဗာပြောလဲထာဝရဖခင်ကိုမျော်လင့်တော်သူမူကအားပြည့်မယ်ဖခင်ကိုမျော်လင့်တဲ့လူပဲအားပြည့်မှာဒီချိန်ကာလမှာလေဘလောက်ပဲပြန်ပြန်နော်ခီးသွားတော့အခါလဲမမောမမောတော့ဘူး ဘာကြောင့်လဲဖះကိုမျောလင့်တဲ့အခါမှာသူ့အထဲမှာဝိညာဉ်တော်ဖះကပြည့်နေတဲ့အခါမှာရင်ဆိုင်ဖို့ရန်အတွက်ဖះပဲလှုပ်ပြီးသွားတာဖြစ်တယ်။ဒါကြောင့်ဟာနာရဲ့ယုံကြည်ခြင်းထဲမှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာပရိုဖက်ရဲ့စကားအော်ဖះခင်တင့်ကိုမှန်းဆပါစေတခုံးမပြောတဲ့အရာကအပြင်ကိုตาရတဲ့မျက်နာနဲ့အဲ့လိုပဲပို့ပို့ပပနဲ့ထွက်သွားတယ်လေ။သူ့အထဲမှာတနေ့ကျန်ဖះခင်က မွေးဖို့ရန်သားပြင်ဆင်ပြီးသူယုံကြည်လို့ဖြစ်တယ်။အာမင်။ဒါကြောင့်ယုံကြည်ခြင်းဆိုတာမြင်ရတဲ့အရာလား။မမြင်ရပေမဲ့ရပြီဆိုတာကိုယုံကြည်ဖို့လိုတယ်။အာမင်။သူယုံကြည်တဲ့အတိုင်းပဲအချင်းတန်တဲ့အခါမှာဖရာသခင်ကရှမိုလဆိုတဲ့ကလေးကိုပေးလိုက်တာဖြစ်တယ်။အာမင်။ရှမိုလကိုအရင်ဆုံးဖရာကိုပူဇော်လိုက်တဲ့အခါမှာနောက်ထပ်ရှမိုလရဲ့ညီ၅ယောက်ထပ်ပြီးတော့ဖရာပေးတယ်ဆိုတဲ့စံစာထဲမှာတွေ့ရတယ်။ ော်နောက်တစ်ခုကဘာလဲဆိုကျွန်တော်တို့ယုံကြည်သူဖြစ်ပြီးဆိုရင်ကျွန်တော်တို့ဟာလေကလေးငယ်တယောက်မွေးလာပြီးဆိုရင်ဘိုက်ထဲကနေသူထွက်လာပြီးဆိုကြဲကနံပါတ်1အရေးကြီးဆုံးကအသက်ရှူဖို့မဟုတ်လားအသက်မရှူဘဲနဲ့ထွက်လာမယ်ဆိုရင်ဘာဖြစ်လဲသူ့ကိုတကြိုရမှာနော်ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူဖြစ်ပြီးဆိုရင်နံပါတ်1အသက်ရှူခြင်းဆိုတဲ့အသက်ဆိုတဲ့ဆုတောင်းခြင်းကကျွန်တော်တို့နံပါတ်1အရေးကြီးဆုံးဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုရင်စံစာဖခြင်းဆုတောင်းပြီးတော့ ဝိညာဉ်ထဲမှာတည်ရှိဖို့ရန်အတွက်ဖခင်ရဲ့ဂတိတော်ကိုသိဖို့ရန်အတွက်ဒီနှုတ်ကပတော်ပဲအဖြစ်ရှိပါတယ်ဒီတမန်တရားကိုကျွန်တော်တို့မကြည့်ဘဲနဲ့စုမဲစုတောင်းမယ်ဆိုရင်ကျွန်တော်တို့ဟာညံနဲ့စုတောင်းတဲ့အခါမှာဖခင်ကအဖြစ်မပေးဘူးဒါကြောင့်ကျမ်းစာဖတ်ခြင်းစုတောင်းခြင်းခလေးကမွေးလာပြီးတော့အသက်ရှူဖို့ရန်အတွက်အရေးကြီးတယ်လို့နံပါတ်1ကဘာလဲဆိုတော့အစာစားရမှာဘာကြောင့်လဲသူ့ပိုက်ထဲမှာနေတဲ့အခါမှာ သူ့ရဲ့ချက်ကျိုးနဲ့မိခင်ချက်ကျိုးနဲ့ဆက်တွေ့ထားပြီးတော့မိခင်စားတဲ့အရာကသူ့အထဲမှာအသက်ကိုပေးတယ်တလို့ပဲအပြင်ထွက်လာတဲ့အခါမှာသူ့ချက်ကျိုးကိုဖြတ်ပြီးတော့ဒီပစကအစာထည့်ရပါတယ်ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူကျွန်တော်တို့ယုံကြည်သူဖြစ်လာပြီဆိုရင်တော့ဘုရားကိုယုံကြည်တယ်ဆိုပြီးတော့ကျွန်တော်တို့ဒီတိုင်းထိုင်လို့မရပါဘူးဆုတောင်းခြင်းပျော့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 ဖြစ်တဲ့အစာကိုထည့်ပေးတယ်လို့ပဲကျွန်တော်တို့ကလည်း ပြောမယ်ဆိုနူးညံ့တဲ့နှုတ်ကပတော်ကိုကျွန်တော်တို့ဖရှုပြီးတော့ဆင်ခြင်ဖို့ရန်အတွက်အင်တာမအယူအပ်ပါတယ်။ဒါကြောင့်ယုံကြည်သူဖြစ်ပြီးတော့နှုတ်ကပတော်မဖမယ်ဆိုရင်မဖဘူးဆိုရင်လောကမှာကျွန်တော်ဆုံးရှုံးတဲ့အရာတွေအားလုံးဟာအကုန်ပဲ။ဒါကြောင့်တမန်တော်ဆက်နှစ်ထက်မှာကျွန်တော်ဆင်ခြင်တဲ့အခါမှာဖျားလူကို သတ်တဲ့ဟေရုမင်းယောဟန်ရဲ့အကိုယာကုပ်ကိုသတ်တယ်ယေရှုခရစ်တော်တပည့်တမန်တော်ထဲမှာအချစ်ဆုံးက 永汉牙膏，白德鲁说了，七松路怎么对讲的蛮多的，大家明白？啊，七松说的东阳古都路潘桥边了，牙膏国那边偏边了，白德鲁国潘桥他边，白德鲁国潘桥他边，那那不会讲的内陆大梅说了，他说个呃，那那都不会讲的外国大山梅，哎、嗯，说了碰上没有，他说个通天马桥他了，白德鲁国。 ပေသူကနောက်ကွယ်မှာရှိတဲ့အသင်းသူအသင်းသားတွေအားလုံးဟာဖခင်မျက်မှောက်တော်မှာဆုတောင်းကြတယ်တဲ့တမန်တော်စနစ်ထက်မှာပြောထားတယ်နော်ဆုတောင်းခြင်းရတကူကဘလောက်ကြီးလဲဆိုကျွန်တော်ထပ်ပြောချင်တယ်နော်ပေသူကိုကောင်းကင်တမန်ကကျွန်တော်တို့ကယ်တင်ခြင်းခံရတဲ့သူတွေအတွက်အစေခံနံဝိညာဉ်လို့ပြောတဲ့အခါမှာကောင်းကင်တမန်ကိုရော်တိုင်က ပေသူရဲ့လက်ထက်မှာချိထားတဲ့တန်ကြိုးတွေအကုန်လုံးချုပ်ထားတဲ့ခြေတော်တွေအကုန်လုံးလာဖြုတ်ပေးသွားတာဖြစ်တယ် ဘေးမှာအိတ်တဲ့ရဲဘော်နှစ်ယောက်ကစားအိတ်เนาะအိတ်ဆေးကိုလှုပ်ပြီးတော့အိတ်ခိုင်းတယ်ထောင်တကားအဆင့်အဆင့်ကိုဖြန့်ပြီးတော့ပေတရုကိုလက်ဆွဲပြီးတော့ကောင်းကင်နမန်ကဖော်သွားတာဟောဒါကြောင့်အသင်းသူအသင်းသားအနောက်ွယ်မှာစုတောင်းပေးခြင်းရဲ့အမှုကဘလောက်ထိဖခင်အလုံးလုံးပေးတယ်ဆိုကောင်းကင်နမန်တော့မနေရဘူးပေတရုကိုခေါ်ထုတ်အပြင်ကိုရောက်တဲ့အခါမှာသူ့ရဲ့အသင်းသားရှိတဲ့အိမ်ကိုတကားသွားခောက်တယ်အဲ့ထဲမှာယုံကြည်ခြင်းရဲ့အပြုံမလေးတယောက်ရှိတယ်သူ့နာမည်ကယောဒေတဲ့ အဲ့ဒီယောဒေကပေတရုပြန်လာမယ်ဆိုသူယုံကြည်ထားတယ်ပေတရုတကားလာခောက်တဲ့ခါမှာတကားကိုဖွင့်ပါလို့တခုံးမပြောတဲ့ခါမှာသူတကားမဖွင့်မဲနဲ့ပြေးဝင်ပြီးတော့ပေတရုအရှင်းမရောက်နေပြီတဲ့ပြောပြီးတော့ပျော်နေတဲ့ခါမှာအဲ့ဒီအသင်းဆွတ်တောင်းနေတဲ့အဖွဲ့ကသူ့ကိုဘာပြောလဲဆိုနေယူနေလားအယူတော့ပြောခံရတယ်ခုနဟာနာလဲဗာလဲအီလီကနေစပြည့်ရေမူးပြီးတော့နေယူနေလားတဲ့အပြောခံရတယ်ဒါကြောင့်ဖျားချစ်တဲ့လူကတခါကကြာနေယူနေလားလို့ပြောတယ် ဒါကြောင့်ဖျားကိုယူသွတဲ့လူကအပြုံးခံရတယ်အာမင်ဖျားနော်ဒါကြောင့်မလို့ဂုံယူပါအယူလို့ပြောတဲ့လူအားလုံးဟာဒါဆိုငါပါဝါမနေတော့ကိုကိုကိုပြေနော်ဒါကြောင့်လို့အာမငယ်ဆိုနဲ့နော်ဖျားသခင်ကကျွန်တော်တို့ကိုချိမြောက်တော့မယ်နော်ဒါကြောင့်ယောဒီကနေယူနေလားလို့ပြောတဲ့ခါမှာမဟုတ်ဘူးတကယ်ရောက်နေတာသူပြောတာလေတကယ်ရောက်နေတာသူတကားမဖွင့်ဘူးနော်တကယ်တကယ် ကားဖွင့်ပေါင်းနောက်ထပ်ထားခောက်တဲ့ခါမှာအကုန်လုံးတကားဖွင့်တဲ့ခါမှာတကယ်ပဲပေတရုဝင်လာတာဒါကြောင့်ယုံကြည်ခြင်းဘုရားစိတ်တော်နဲ့တွေ့တဲ့လူကတကယ်ပဲဘုရားအဖြစ်ပေးတယ်ဆိုတာကျွန်တော်တို့ကမြင်တွေ့ရတာနော်ကျွန်တော်တို့ရဲ့ဘဝအတ္တထဲမှာလည်းကျွန်တော်မမြင်သေးဘူးဒါပေမဲ့ကျွန်တော်ဒီဘုရားကြီးမြို့ကိုကျွန်တော်ကြွေးကြော်ထားတယ်ဒီမှာရှိတဲ့မိသားစုတွေဖះကိုချစ်တဲ့မြို့ဖြစ်တယ်ဖះဘုန်းတော်ထင်ရှားသောမြို့ဖြစ်တယ်ဖះအတုံးပြုတ်တဲ့မိသားစုပေါ်လာတဲ့မြို့ဖြစ်တယ်ဆိုကျွန်တော်ကြွေးကြော်ထားပါတယ်ဒါကျွန်တော်ရဲ့ယူပါယုံဖြစ်တယ် ဖျားတခေတကယ်လို့ထားမယ်ဆိုရင်တကယ်ပဲဖျားကဒီညမသွားနဲ့ဒီမှာပဲဆက်နေပါဆိုရင်ကျွန်တော်ယုံကြည်တယ်ဒီချောင်းဖျားဒေတာတစ်ခုလုံးဟာဖျားဘုံတော်ထင်ရှားမှာဖြစ်တယ်။အာမင်။အာမင်။ဒါဒီမှာရှိတဲ့လူတွေအားလုံးနေတော့ဟာအယူဖြစ်နေလားနော်။နေတော့ဟာခရိယံဝင်လို့ရှိရင်နေတော့ပတ်ဆံဘလောက်ပြောချင်ပြောပါစေ။ဟာလေလုယာပဲချီးမွမ်းလိုက်နော်။အားကြောင့်လေလူမတတ်နိုင်တဲ့နေရာမှာဖျားတတ်နိုင်တယ်။လူမတတ်နိုင်တဲ့အခဲအခဲထဲမှာဖျားခင်တတ်နိုင်တယ်။ ဖခင်ခင်ကကျွန်တော်ကိုချီးမြှောက်မယ်ဆိုကျွန်တော်ယုံကြည်ဖို့လိုတယ်။ဒါကြောင့်အခက်ခဲတွေ့တဲ့တစ်ဖက်မှာဖခင်ခင်ကအကောင်းဆုံးတစ်ဖက်ကိုထွက်ထွက်လန်းပြင်ဆင်ပေးတယ်ဆိုကျွန်တော်တို့ကယုံကြည်ထားဖို့လိုတယ်။အဲ့ဒီယုံကြည်တဲ့လူပဲဖခင်ခင်ကအမှုတည်ပြုမှာဖြစ်တယ်။ဖခင်ကိုစိတ်ဝင်စားပြီးတော့ဖခင်ကိုယင်ခုန်တဲ့လူပဲဖခင်ခင်ကဆွဲခေါ်သွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ခြေဆောင်ချင်းအင်မတာမှနင်းနေပြီ။ဒါကြောင့်အခုလိုဖြစ်ပြတဲ့အရာတွေအားလုံးဟာဖခင်ရဲ့နေ့ရဲ့အင်မတာမှနင်းနေပြီဖြစ်တဲ့အခါမှာကျွန်တော်တို့ကတာရွတ်တာရွတ်နေ့ရဲ့စဉ်တိုင်းကျွန်တော်ယင်ခုန်ဖို့လိုတယ်။ ။ဘာကြောင့်လဲဆိုခြေဆောင်ချင်းပါမယ်ဆိုကျွန်တော်တို့ပါမယ်ဆိုတာယုံကြည်ဖို့လိုတယ်။အာမင်။ဘေးဒဏ်ကြီးကာလမှာကျွန်တော်တို့မရှိရတော့ဘူး။နော်။ဒါကြောင့်ယင်ခုံလှုပ်ရှားစွာဖြင့်ဘုရားကိုယူတုတဲ့လူပဲဘုရားကချင်းမြောက်အတုံးပြုပြီးတော့ကောင်းချီးပေးမယ်ဆိုတဲ့အရာလေးနဲ့ဒီနောက်ပါတော့အားဖြင့်အရောက်ချင်းစီတိုင်းပေါ်မှာဘုရားခင်စကားပြောပါစေ။အာမင်။